25ရက်9လ2025နေ့လယ်12နာရီတွင်တဲ့မုန်တိုင်းများတိုက်ခတ်ပြီးမိုးတက်တက်စွာရွာသွန်းလိမ့်မယ်တဲ့ iPhone မုန်တိုင်းဒီအဓိကအားဖြင့်ရန်ကုန်ဒေသမန္တလေးဒေသနဲ့သခိုင်းဒေသတို့တွင်ပြင်းထန်စွာတိုက်ခတ်ပြီးမနေ့ကဆိုင်းဆိုင်ကိုဂဲနဲ့ဝိုင်းထူရတဲ့အကြောင်းပြောပြမယ်ပရိုတက်ဆန်စီတက်တာပေါ့နော်အဲ့ဒါစားစီတက်တာပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပြည်သူတွေကနေဂဲမိုးတွေယူရတာပေါ့ဂဲမိုးယူနေလဲ12နာရီ22မိနစ်မှာ ငလင်ထလုံးမယ်လို့ဟောခွင့်ထုတ်တာတယ်။ညနေ3နာရီတည်းအပြင်မှာနေဖို့လဲပါတယ်ပေါ့နော်။အားလုံးမင်္ဂလာမျိုးအီမူကီကြီးအလုံးမင်းလာမြေအမူကင်အတာတိမက်ချန်နယ်ကိုကြိုဆိုလိုက်ပါရစေ။ဒီနေ့တစ်ဆက်ပြပြဗျူဖန်လေးကအရင်ကမှရေးကြည့်ရဲ့ဒီဗျူဖန်လေးဖြစ်ပါတယ်။ဒီဗျူဖန်လေးပဲဖြစ်တယ်လဲဆိုရင်ဒီဒီတက်စားဆေးဆိုင်နေရပါတော့ဈေးတက်လို့ဆိုပြီးတော့ဒီဈေးတိုင်ကိုခဲနယ်ဝိုင်းပေါက်တယ်။အဲဒီဗျူဖန်လေးကျွန်တော်မြေပြသတက်ဆက်ပြပါမို့ကျွန်တော်ဗျူဖန်လေးအစောထက်ဒီလာပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်ဗျူဖန်လေးဆက်လိုက်ရအောင်။ မယ်။ဘာဖြစ်လဲဆိုတော့အဓိကတော့တက်စားစီတက်တာပေါ့နော်။အဲ့တက်စားစီတက်တာပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပြည်သူတွေကနေဂဲမိုးတွေရွာတာပေါ့ဂဲမိုးရွာတော့မှဆိုင်ချင်မျိုးတမီထင်တယ်။အာသူကနေမှဗီဒီယိုရိုက်နေ live ပေါ်တင်လိုက်မယ်တဲ့။အဲ့လိုလမ်း online တာနဲ့လေအဲဂဲနဲ့ထူနေတဲ့အကိုကြီးကတော့သူကသူ့တက်က38လောက်ရှိပြီတဲ့။အာသူကနေမှတဲ့ဘုခုပေါ်တော့ပြန်អော်တာဗီဒီယိုရိုက်နေတယ်လေ။တင်လိုက်တဲ့ ကျွန်တော်တို့ဒီလိုတဲ့ဂဲနဲ့လာထူရဆိုတာကလည်းခင်ဗျားတို့ဈေးတင်လို့ထူရတာတဲ့အဲခင်ဗျားတို့ဆိုင်တနိုင်ကန်လို့တည်တော့တင်လိုက်တဲ့အဲကျွန်တော်ကပဲအချက်ရမလားတဲ့ခင်ဗျားတို့ပဲအချက်ရမလားဆိုတာလည်းခင်ဗျားတို့တင်လိုက်လေတဲ့တင်လိုက်လို့သူယောက်ျားတင်တယ်အဲဆိုင်ချင်မျိုးတမီးယောက်ျားတင်တယ်ဇင်းလာပြီးမှတကားလာပိတ်သွားရောဒါပေမဲ့ပြောချင်တာကအဲ့ဒီဗီဒီယိုဖိုင်ကိုလေအဲ့ကိုကြီးကလိုင်းမတင်လားမတင်လားတော့မတည်ဘူးပေါ့နော်ဒါပေမဲ့အဲ့အကိုကြီးလောက်တာမန်နေဗျာ မှန်တယ်လို့ထင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုလုံမလဲဟိုဘောဈေးတွေပါရတင်ပြီးမရောင်းရဲကြမှာပေါ့နော်အခုဒီပို့ကိုဟိုဘောအသေးမပေးရင်လေများများ share ပြီးအဲ့ဒါမှဘယ်သူမှဈေးတင်လို့ဈေးတင်ပြီးမရောင်းရဲမှာပေါ့နော်များများ share ပြီးအပြောခုဈေးတင်နေဈေးတင်ပြီးရောင်းနေဆိုင်နေပါတည်ရတယ်ဆိုလဲဒီပိုးရဲ့အောက်ကွန်မန့်မှာပေါ့နော်လာပြီးမှတ်လာပြီးဆိုင်ပေါ့နော်ဈေးတင်ပြီးရောင်းနေဆိုင်တွေကိုလာပြီးတော့အခုဒီကို မှန်ပါလာမှတ်ပြီးပါခေဒီနေ့ဈေးတင်ပြီးတော့အပေါရန်ဆိုတဲ့ဆိုင်ဆိုင်ကိုဂေးနဲ့တထူတဲ့ကြောင်းပြောပြမယ်အဲ့ဒီဆိုင်ရှင်ကယောက်ျားလေးဘလောက်ဆိုးလဲဆိုရင်တလမခွင်တော့တန်ပိုက်ကြီးနဲ့လေရန်နာရန်နာပတ်ဆက်တယ်ရန်နာဒါပေမဲ့မကြောက်ပါဘူးသူကအင်းအချန်တည်းကနေရန်နာလေကိုရီးယားချန်ပီယံကနေဂေးနဲ့ထူတာဆိုတော့မကြောက် ို့မျိုးသမီးကလည်းအပေါက်ဆိုးတာပတ်သက်တယ်ဗာလဲဆဲတာဆဲတာစုံနေရပဲဟိုစောက်ချီစားဘာညာပေါ့အဲ့လိုစုံနေအောင်ဆဲတာကြားတော့မကြားဘူးနောက်တော့ဘေးကလူတွေကလာပြီးခဲနဲ့လာဝိုင်းထူတော့အဆိုင်ကြီးကပိတ်သွားရောဒါမဲ့ပြောဦးမယ်ခဲနဲ့ထူပါဆိုလို့လေအခုအုံနိုင်ရန်နေအခုတွတ်တီပေါ်ပဲထူတာလူထီအောင်လုံးဝမထူဘူးနော်အာစေးဆိုင်ဒီဇိုင်းနဲ့ဘီလက်မြေရောင်းတဲ့ဆိုင်အဲ့ဘီလက်မြေရောင်းတဲ့ဆိုင်ဆိုရဲ ကြည့်တာဟိုပါလေအာမိတ္တကားခေါ်ရင်မီးလောင်နေဆိုမှရေသားဖျောင်းမယ်အဲကိုတော်ကြီးဘီလက်မြေရှိရတဲ့နဲ့မရောင်း follow လေးတော့နှိပ်ပေးပါအောင်တောင်းဆိုပါရနော်အရေးကြီးပါရနော်ဂျူရင်တိထားပြီးတော့အတီလေးကတ်ထားတင်ပါတယ်ဘာလို့ဆိုဒီ host server နေရပါတော့21ရက်4လ2025နေ့48နာရီတွင်ပါတော့မြန်မာတိုင်းငံလုံးစိုးစိုးရွားထိခိုက်မယ်တဲ့ ပြုံးလွင်ကလည်းဒါမြေတွေပြိုနိုင်ပြီးတော့မုံရွာလည်းမြေတွေကျော်နိုင်တယ်ပေါ့နော်အဲဒီလိုပါတယ်သတင်းတွေမှာလည်း28ရက်3လ2025မှာလုတ်တဲ့ငလင်ကနေတလားလောက်ပေါ့နော်ဘေးလုကင်းရနေရာတွေမှာတဲ့ရှောင်းပြီးနေထိုင်ဖို့ပညာရှင်တွေကအတီးပြပြောထားတာအားလုံးတိထားပြီးတာဖြစ်တယ်မလားအခုဆိုရင် ခုကျွန်တော်လည်းဒီရက်ပိုင်းတွင်ရှောင်းသိမ်းပြီးတော့နေထိုင်ဖို့ဟိုပြင်ဆင်နေပါပဲလို့အဲလာပြောတာပါနောက်ဆုံးမှာပုံနေထည့်ပြထားပါတယ်အခုရှောင်းရမ်းမဲ့မြို့လေးတွေပေါ့နော်ထည့်ပြထားပါတယ် follow လေးနေပြပါဦးနော် comment လောက်စားနေရပြန်နော် ြည့်ပါဦးမြန်ရှယ်တဲ့လူတွေအများကြီးပဲ ိုင်းနိုင်ငံဘန်ကောက်ကိုပို့ပြပြီးတော့ပြင်အားကြီးငလင်လောက်ခတ်နိုင်ပါတယ်အဆောက်အဦများပြိုချနိုင်ပြီးမြန်မာပြည်ကိုအပြားခတ်ပါမယ်ပြင်အားအလွန်ပြင်းထန်နိုင်သည့်အတွက်မြန်မာပြည်အောက်ပိုင်းထိခိုက်ပျက်စီးဆုံးရှုံးမှုများပါမယ်နေပြည်တော်လည်းပဲပျက်စီးဆုံးရှုံးမှုများနိုင်ပြီးမန္တလေးရှမ်းပြည်နယ်များလည်းပြင်အားအတင်းတင်းထိခိုက်ပြီးတော့မြန်မာနိုင်ငံရှိပြည်သူများအနေဖြင့်21ရက်4လ2025နေ့လယ်စနေနေ့မှာတနအိတွင်ငလင်လောက်ခတ်နိုင်ပါတယ်ဒုပေမဲ့ နေ့လယ်၁၂နာရီမှညနေ၃နာရီထိအန်တရကင်းသောနေရာတွင်နေပါအဆောင်အမြင့်များတွင်မနေပါနဲ့မီးလောင်လွေသောပစ္စည်းများနှင့်ဝေဝေးနေပါအပြည့်အစည်အသေးပြောင်းများနိုင်သည့်အတွေ့ကြိုတင်ပြင်ပါဘာတရားများများကန့်ချိုင်းပါငါးပါးတိရနှင့်တရဏကုံစောက်တီပါခင်မွန်းကြီးဆယ်ပါအာဝင်ချတောင်းမှန်ပါ ထိုင်းလာအို ကမ္ဘောဒီးယားမြန်မာအာရှနိုင်ငံငယ်များနဲ့တရုတ်လေဒီငလင်တန်ကိုပြင်းထန်စွာခံစားရနိုင်ပါတယ်ကျေးဇူးတင်ပါတယ် ပါရှုဆရာတော်ဘုရားကြီးဗတ္တန္တာဒေါက်တာနန္ဒပါလာဘိဝန္တဆရာတော်ဘုရားကြီးအောင်ဆိုရင်တရေတလ2025ခုနှစ်မှာရဟန္တာဖြစ်လို့ရောက်ရှိတယ်လို့တည်ထားရတယ်ပေါ့နော်အခုဒီကစားနဲ့ပတ်သက်လို့ဟိုရှေးလျှောက်ပေါ့နော်ကတ်တည်းဆိုင်နေတယ်ရှေးလျှောက်ငလင်းနေလားဘုလဲလားလားရှိတယ်ပေါ့နော်ကတ်ကလားဆိုတော့အဲဆိုတော့ ကျွန်တော်တို့ဒီဆရာတော်ဘုရားကြီးနဲ့နေတဲ့သူတွေတော့ရောက်ဖူးမြော်ခြင်းတဲ့သူတွေကအခုဆရာတော်ဘုရားစီမှာစွန့်ဟင်းတပင်ကဲ့ရင်အာဒီယဟန်တာကိုရောမြတ်ကိုပေါ့နော်ကိုတွေ့ဖူးမြော်ခွင့်ရတဲ့သူတွေဖူးမြော်ရင်းနဲ့ပေါ့နော်မေးပြပါဦးလို့ဒီကက်ကြီးကိုဘယ်လိုကြော်လာရမလဲပေါ့နော်ကုံတော်တုံးပါဘာပါဒီလား ခင်မွန်းကြီးဆယ်ပါ နောက်ထပ်ပါရင်ဆောင်ရင်ရှောင်းရင်ပေါ့နော်အဲ့ဒါလေးမိမိပါအောင်လို့ကျွန်တော်တို့ကဆရာတော်ဘုရားကြီးကိုကိုရင်ကိုကြားတွားရောက်ဖို့မြောက်ဖို့ဆိုတော့ကအရန်ဝေလုံးပါတယ်အဲ့ဒါကြောင့်မလို့ဖုန်းလိုက်နေတူတယ်ဒီရဟန္တာကိုတော့မြတ်ကြီးတက်ချီထင်ရှားရှိနေတဲ့ကာလထဲမှာပေါ့နော်ဟိုကိုလကိုရီးယားမတိခင်မှာဟိုဖူးခွင်းရတာအရင်ကံထူပါတယ် အဘိဓမ္မာရဲ့ဆိုလူဘဝအချိန်တထောင်ရောက်ခဲ့ရင်တော့မှယဟန်တာကိုတစ်ချိန်ကိုတွေ့ဖို့ဆိုတာမလွယ်ဘူးလို့ပါဒါကြောင့်အခုဒီ post ကိုပေါ့နော်မဖူးနိုင်တဲ့သူတွေကလည်းဖူးနိုင်တဲ့သူကိုအထောက်ပံ့ပေးနိုင်အောင်ပေါ့နော်များများလေး share ပေးပါဖူးနိုင်တဲ့သူကလည်းတော့ဖူးကြပါအာမဖူးနိုင်တဲ့သူလည်းစူးစမ်းပြီးတွားရောက်ဖူးမြော်ကြပါလို့ပြင်းဆောင်ရံချောင်းလေးတွေကိုအော်တည်ရတယ်ဆိုရင်လည်း ဒီ comment အောက်မှာလေးပေါ့နော်မှန်ပြပါအောင် share ပေါ့နော်ရဝေပြပါအောင်ဗီဒီယိုကိုအတိတ်တစ်ပုဒ်ပဲတင်လို့ရဖြစ်ဖြစ်ပေါ့နော်အခုပြန်လည်းမျှဝေပေးဖို့တောင်းဆိုပါရစေဘူမိဗေဒပညာရှင်တွေတော်တော်များများကဒီငလင်ကိုပေါ့နော်ဒီ15ရာခိုင်နှုန်းလောက်ပဲဟိုဆိုရင်ရမယ်လို့ပြောတဲ့ဂျာတဲ့ကနေအခုဆိုရင်အာ90ရာခိုင်နှုန်းဒီဆိုရင်ရတယ်လို့သူတို့ ထုတ်ပြန်နေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ငလင်ကတစ်ခေါက်နဲ့တစ်ခေါက်လှုပ်တဲ့ချိန်မှာတဖြည်းဖြည်းနဲ့ကျဲသွားရမယ်။အဲဘီလှုပ်တဲ့ဒီမဂနီချူပေါ့နော်။အပြင်အားကလည်းတဖြည်းဖြည်းယောကျလာမယ်လို့ခန့်မှန်းတာလေ။အခုကကြတော့ပုံမှန်မဟုတ်တဲ့ဒီငလင်လိုင်းပေါ့နော်။အာအဲ့ဒါကြောင့်ဘလောက်ဒီဆိုရင်ရလဲဆိုရင်သူကလှုပ်တဲ့ပုံစံကိုလည်းကြည့်ပြ။အခုပဲ2.4နဲ့လှုပ်ပြန်ပြီ3.2နဲ့လှုပ်ပြန်ပြီ။အာဘီ2.1နဲ့ပြန်လှုပ်ပြန်ပြီ4.2 4နဲ့ပြန်လုပ်ပြန်ပြီနောက်တဲ့3.2နဲ့ပြန်လုပ်ပြန်ပြီအခုဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ခမန္တာ5.1မဂနီကျူဆိုရင်တော့မ90%ခန့်တော့ငလင်းပြန်လုပ်ဖို့သေးကြတယ်လို့ခမန္တာအခုကမိထီလာမှာလုပ်တဲ့ဟာက5.5မဂနီကျူတိထက်လုပ်တယ်ဆိုတာနောက်ထပ်ပြင်အားပြင်းတဲ့ငလင်းမျိုးထက်လာနိုင်တယ်ဆိုတာကဟို90%ခန့်တော့မဟုတ်တော့ဘူးကျွန်တော်တို့ဒီ90%ခန့်တော့လောက်တည်းကသေးကြတယ်လို့ဖြစ်သွားပြီး ပေါ့နော်အဲဆိုအရန်ကိုဆိုရင်ရပါတယ်အားလုံးကတော့ကြိုတင်ပြင်ဆင်ထားကြဖို့တော့လိုတယ်ပေါ့နော်မဖြစ်ပါစေနဲ့လို့တော့ဆုတောင်းပါတယ်ဟိုပေါ့ဖြစ်ခဲ့ရင်လဲကြိုတင်ပြင်ဆင်ထားတာကဟိုကိုယ့်အတွက်ပါဆုံးချုပ်မှမရှိဘူးနော်ကျွန်တော်ဆိုရင်တနိုင်တော့တောက်ယူဝါစလမ်းပြင်ထုတ်တာပဲဖြစ်ဆိုပြန်ဝယ်မယ်ဆိုရင်အခုကြောင့်လူတွေကဟိုကပြည့်စစ်တွေကပြည့်စစ်ဈေးတွေကအင်တန်ဝယ်ကြရင်ကုန်သင်းတော့ အရန်ကိုတက်လာမှာအဲဆိုတော့ကိုယ်တွေ့ပျက်စီးဆုံးချက်မှုနည်းလေးကိုယ်တွေ့အခက်တရထွက်တဲ့ငွေရနည်းလေးပဲအဲကြောင့်ဘာပဲပြောပါကြိုတင်ပြင်ဆင်ထားတာဆုံးချက်မှုရနည်းပါတယ်လို့တော့ကျေးဇူးပါ 21ရက်လေးလ2025နေ့လယ်12:22မိနစ်မှာကျွတင်ပြင်ဆင်မဲ့တူတွေနားထောင်ပေးပါမလိုအပ်ဘူးထင်ရင်ကြော်တော်ပေးပါဗျာဘာလို့လဲဆိုရင်21ရက်လေးလ2025နေ့မှာကိုရီးယားအလုတ်များပြီးတော့မိနိုင်တာမျိုးဖြစ်နိုင်တဲ့အတွက်မိမိရဲ့ handphone ကလင်နာထဲမှာအလန်းကိုမနက်7:00နာရီမှာထားပေးပါအဲ့ဒါမှမိမိရဲ့အတိဆွေမျိုးသားချင်းတွေကိုကြိုတင်ပြီးတော့ဖုန်းဆက်ကြောင်းကြားနိုင်မယ်အရေးကြီးတဲ့စာရွက်စာတမ်းတွေယူမယ် ရေနဲ့စားစရာတွေကိုယူပြီးမှမိမိနဲ့ဘေးကင်းရာကိုရှောင်သိမ်းပါကျွန်တော်ကတော့ဘန်ချာမှာတာနေဖို့စီစဉ်ထားပါတယ်အရေးကြီးတာကတော့ထိုင်းနိုင်ငံဘန်ကောက်အရန်ရေးကြီးပါတယ်မလေးရှားလာအိုဖိလစ်ပိုင်မြန်မာပြည်အောက်ပိုင်းအထူးကအရန်များနိုင်တဲ့အတွက်ကြောင့်မို့လို့သတိထားပြီးပါ မဖြစ်ခဲ့ရင်ကိစ္စဘာမှမရှိပါဘူးဖြစ်ခဲ့သည်ရှိတော်ဆိုတဲ့ပုံစံမျိုးနဲ့ပဲအတိပေးတာပါယေရှုပါ ကွဲစရာပစ္စည်းများလည်းရွှေ့ထားပါနော်။သုံးလပိုင်းမှာလည်းပြောထားတယ်။လေးလပိုင်းမှာလည်း20ရက်နေ့လို့ပြောထားတယ်။ငါးလပိုင်းအတွက်လည်းပြောမယ်။21ရက်လေးလ2025နေ့လည်း12နာရီ22မိနစ်မှာငလင်ထလုံးမယ်လို့ဟောခွင့်ထုတ်ထားတယ်။ညနေ3နာရီတိတိအပြင်မှာနေဖို့လည်းပါတယ်ပေါ့နော်။တခုကမလာသေးဘူးနောက်ဟော်ကင်တခုကထထုတ်ပြန်ပြီဘာလဲဆိုတော့25ရက်9လ2025နေ့လယ်12နာရီတွင်တဲ့ လေပြင်းမုန်တိုင်းများတိုက်ခတ်ပြီးမိုးတက်တက်စွာရွာသွန်းလိမ့်မယ်တဲ့။ပိုင်းဖုံမုန်တိုင်းဒီအဒီကအားဖြင့်ရန်ကုန်ဒေသမန္တလေးဒေသနဲ့သကိုင်းဒေသတို့တွင်ပြင်းထန်စွာတိုက်ခတ်ပြီးကြံပိုင်းဒေသကြီးစတစ်ခုလည်းပိုင်းဖုံရဲ့မုန်တိုင်းမုန်တိုင်းရဲ့တံကိုပေါ့နော်ခံစားရနိုင်ပါတယ်တဲ့ပြောချင်တာကတော့မြန်မာတိုင်းကလုံးမုန်တိုင်းရဲ့တံကိုခံစားရနိုင်ပါတယ် ပြီးတော့အိမ်လီချင်းနိုင်ငံများလည်းထိခိုက်လိမ့်မယ်တဲ့2025 6လပိုင်းမှာတော့ယောပါနဲ့အမေရိကတို့တွင်တဲ့ဟာရီကိန်းမုန်တိုင်းများတိုက်ခတ်နိုင်ပါတယ်တဲ့ဟိုမိုးဆိုတာကတော့21ရက်4လ2025နေ့လယ်12:22မိနစ်မှာဘန်ကောက်ကိုပို့ပြပြီးမှ register scale h estimate magnitude ရဲ့အထက်ကိုလုံမယ်လို့ခေါ်ပေးထုတ်ထားတယ်အာ အဲ့ငလင်ရဲ့ hostel နာမှန်လေဆိုရင်တော့ဒီအနာကအော်မုံတိုင်း hostel ကလည်းမှန်ကန်မှုတရားရခိုင်တော့တည်ကြတယ်ကက်ကလာဆိုတော့တစ်ခုပြီးတစ်ခုတော့လာမှာပဲဟောရတဲ့ညီလေးရဲ့အကောင့် business ဆိုရင်တော့ CV မှာတောင်းမိပါ27ရက်လေးလာ2025ငလင်နဲ့ပတ်သက်ပြီးတော့ဘုံတော့ဟိုသတင်းမာရီလို့ဘုံတော့အဲ့လိုတင်ခဲ့ပြီးကျွန်တော်တို့ဒါ share လုပ်ပေးရပါဘုံတော့ မြရွေတဲ့တည်မကမာပါတဲ့အတွက်ဟိုအားလုံးကဆိုးရိမ်ပူပန်ကြတယ်ထိတ်လန့်ကြတယ်ပေါ့နော်အဲ့လိုထိတ်လန့်တော့တဲ့စေမိတဲ့အတွက်ကျွန်တော်အနေနဲ့ကဟိုအနုညွန့်ပေါ့နော်တောင်းပန်ပါတယ်ကွန်မန့်ထဲမှာလည်းဖွင့်ထားတယ်အဲဟိုဒါရိုက်မက်ဆေ့လည်းဖွင့်ထားပါတယ်ဆဲတဲ့သူလည်းလာဆဲကြပါတယ်ဟိုသူတို့စိတ်ကြည်နဲ့ပေါ်ပါတော့ဆဲသွားတယ်လို့ပဲခံပါတယ်အဆဲခံပါတယ်လက်ခံတယ်ပေါ့နော်ဘာဖြစ်ဆိုကိုကမာသွားတယ်ဆိုတော့လေ အာလုံးဝကိုကျွန်တော်အနေနဲ့ဒီကနေဗီဒီယိုဖိုင်ကနေလည်းလမ်းပြီးတော့တောင်းပန်တာပေါ့နော်ကွန်မန့်မှာလည်းလာဖေးလို့ရပါတယ်အခုဒီဗီဒီယိုကိုကြည့်ပြီးတော့ပေါ့နော်ကြည့်တဲ့သူတွေကလည်းပေါ့နော်မကျေနပ်ရင်ထပ်ဖေးလို့ရပါသေးတယ်လက်ခံပါလေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကကိုမားသွားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အာလက်ခံတယ် ဟိုဒီကဒီတာပါပဲဒီဖန်လေးတော့ဒါဒီ APL 21ရက်နေ့မှာဒီငလင်းအကြီးကြီးလှုပ်မယ်ဆိုပြီးတော့ဒီကိုကတော့ဒီချိုတင်ဟော့ဆလန်ထုတ်လိုက်တယ်ပေါ့နော်ဒီကြောင့်လည်းပတ်သက်ပြီးသူ့ကိုလည်းတော်တော်လေးမှာဒီဝိုင်းဆက်ခန့်နေရတယ်ပေါ့နော်ဒီဖန်လေးပတ်သက်ပြီးတော့မြေရဲထင်ပြီးစတဲ့ကိုကျွန်တော် comment မှာ message ပေးကြလေရယ်ကျွန်တော် channel နေဘူးတရရဲ့အကြောင်းနဲ့ဟာတပ်ပြင်မယ်လေးဆက်ပြပါမယ်ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ video notification လို့ပဲနေခဲ့ပြီးတော့ဆက်ကြည့်ပါမယ်ကျွန်တော် channel အပိတ်ကြည့်စုတူတရရှိနေကြည့်နိုင်ကြည့်ပါမယ်နောက်ထပ်ပြန်ပြန်ဆက်ကြမယ်တာ